အားလုံးပဲမင်္ဂလာပါ။ audio ပိုင်းစွန်နိုင်မှကြိုဆိုပါရစေ။ယခုကမှာတော့တိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားချက်ချင်းဖြစ်ပါတဲ့လူတက်မှုနှစ်ခုအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။2025ခုနှစ်လေးလပိုင်း14ရက်နေ့ကြကြံအကြနေ့မှာပထမမှုကတော့တိုင်းနိုင်ငံမဟာကျိုင်းဝေလာ16လမ်းမှာဖြစ်ခဲ့တာပါ။ဖြစ်တဲ့ချိန်ကနေ့လယ်3နာရီပါ။ဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ ဟာဆိုင်ဝက်ကတော်ဘုံကြီးကျောင်းဘက်ကယောက်ျားလေး၃ယောက်နဲ့မိန်းကလေး၁ယောက်တို့မဟာဆိုင်ဝေလ18လမ်းမှာရှိကစားကြပါတယ်မဟာဆိုင်ဝေလနေကန်တွေကမိန်းကလေးမျက်နှာကိုတနက်ခါနဲ့တုတ်တော့ကောင်မလေးရဲ့ဘဲကသူတို့ကိုစိုက်ကြည့်လို့ဆိုပြီးနေကန်တွေကထိုင်းလို့ဆဲဆိုကြပါတယ်အဲ့ဒီနောက်မှာယောက်ျားလေး၃ယောက်ကို ဝေလနေကန်လူငယ်အယောက်20ခန်းကဒုံးနဲ့ဝိုင်းရိုက်ဓာရင်နဲ့ဝိုင်းခုတ်ကြပြီး ဓာတ်နဲ့ထိုးတော့ယောက်ျားလေး၃ယောက်ကပြန်ခုခံကြရာအယောက်20ထိုးရဲ့ဓာတ်နဲ့ပြန်ထိုးလိုက်တာ အခက်မသိတော့အယောက်20ခန့်အဖွဲကတယောက်သေသွားတာပါအယောက်20ဘက်ကဓာတ်နဲ့ဝိုင်းခုန်ထားလို့မို့၃ယောက်ဘက်က ကြောနောက်ရဲ့ခေါင်းရဲ့နှာခေါင်းရဲ့ဒဏ်ရာတော်တော်များများရရှိခဲ့တယ်လို့သိရပါတယ်ဒုတိယလူသတ်မှုကတော့ထိုင်းနိုင်ငံချွန်ဘိုလီမှာည9:00ချိန်မှာဖြစ်ပွားခဲ့ပါတယ် ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကတော့တကြံတွင်လဲပက်ရအနေစကားများညီဆွညပြီးအိမ်ထဲထိလာတက်သွားရလို့သိရပါတယ်။တစ်ဖက်ကလာတက်သွားတာမြမတွေအုပ်စုလိုက်လို့ပြောထားပါတယ်။ခံရတဲ့ဖက်ကတော့အကိုဖြစ်သူနဲ့သူ့ရဲ့တငယ်ချင်းဟာ နေရမှာပဲပွဲချင်းပြီးတည်ဆုံးသွားပြီးညီဖြစ်သူတို့တော့စေယုံပို့ထားပြီးအခြေအနေမသိရသေးဘူးလို့သိရှိရပါတယ်ခင်ဗျာ။